ခုကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဖုန်းတလုံးကိုပထီဝီဇက်ချရနေလို့ကျွန်တော်ပြောပြပေးခြင်းတာပဲဖြစ်ပါရယ်နော်ကျွန်တော်တို့ကပထီဝီဇက်မချခင်ပထီဝီဇက်ကဘလို့အချိန်နေမှာချရလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်အရင်ဆုံးပြောပြပေးမှာပဲဖြစ်ပါရယ်နော်ကျွန်တော်ကဒီဖုန်းတလုံးကဆက်အရန်လေးတဲ့ခါတော့ဒီကက်တွေဟိုဘာမှမရှိပဲနဲ့ကက်ပြည့်နေတဲ့အချိန်လို့ကျွန်တော်တို့ဒီမူလဆက်ရုံကထုတ်တဲ့အတိုင်းအစ်တတိုင်းပြန်ဖြစ်ရှင်တဲ့အချိန်ကိုကျွန်တော်ပထီဝီဇက်ချရပါရယ်နော်ဟုတ်ကဲ့ပထီဝီဇက်ချလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီဖုန်းထဲမှာတုံးထားတဲ့ဒီဓာတ်ပုံတွေဗီဒီယိုတွေ စော်ဝဲတွေအကုန်လုံးပြတ်ပါရနော်တကယ်လို့ကိုတုံးလူ啊ရှိရဆိုရင်တော့ဒီပတိဝီစက်မချခင်ကိုကျွန်တော်တို့ဘက်အလုံးလည်းမလုံးဝင်လည်းကူထားဖို့တော့လိုအပ်ပါရနော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီပတိဝီစက်ချနေလေလိုက်လို့ကြည့်အောင်နော်နော်အရင်ဦးဆုံးစက်တင်ထဲကိုဝင်မယ်နော်ဟိုစက်တင်ထဲမှာကျွန်တော်တို့ MI ဖုန်းဆိုရင်ကျွန်တော်တို့ဒီ Mi account ရှိမရှိပေါ့နော် Oppo တို့ Vivo ဆိုရင် Oppo account ရှိမရှိကိုအရင်ဆုံးကြည့်ရအောင်နော် အဲ့ဆိုကျွန်တော်တို့မီအကောက်မရှိဘူးပေါ့နော်ကျွန်တော်တို့ဗီဇာမချခင်ဆိုကျွန်တော်မီအကောက်ရှိမရှိရကျွန်တော် Gmail အကောက်ရှိမရှိအရင်ဆုံးကြည့်ဖို့လိုအပ်ပါတယ်နော်တကယ်လို့ရှိမယ်ဆိုရင်လည်းအရင်ဆုံးထွက်ပေးဖို့လိုအပ်ပါတယ်နော်ပြီးကျွန်တော် additional certain name ကိုဝင်မယ်နော်ပြီးကျွန်တော်တို့အောက်လေးကိုလည်းနည်းဆွဲလိုက်မယ်ကျွန်တော်ဒီမှာ account ဆိုင်ရဆိုတာလေးရှိရနော်ဟာနော် account ဆိုင်ရဆိုတာလေး င်ကျွန်တော်တို့ဒီမှာဂျီမေးကောက်ရှိမှာဆိုကျွန်တော်တို့ဒီမှာဂျီမေးကောက်ကိုထွက်ပေးဖို့လိုအပ်ပါတယ်เนาะမထွက်ဘူးဆိုရင်ကျွန်တော်ရီဆက်ချပြီးကျွန်တော်ဂျီမေးအကောက်လော့ကြရမှာဖြစ်ပါတယ်เนาะဟုတ်ပြီနော်အောက်မှာကျွန်တော်တို့ဒီမှာဖတီရီဆက်ဆိုတာလေးကိုရှိပါတယ်เนาะ ပြီးကျွန်တော်ဒီမှာ contact တော့ photo application အကောင့်အကုန်ပြတ်မှာပါနော်ကျွန်တော်တို့အဲ့ကလည်းမပြတ်ခင်ပြင်မှုဆိုရင်ကျွန်တော်တို့အရင်ဦးဆုံး copy ယူထားဖို့လိုအပ်ပါတယ်နော်ကျွန်တော် backup ယူမယ်ဆိုရင် backup ယူထားဖို့လိုအပ်ပါတယ်နော်မပြတ်ရှင်မှုဆိုရင်တော့အကုန်လုံးပြတ်မှာဆိုရင်တော့ကျွန်တော်ဒီဘက်က factory reset ကိုရှာလိုက်ပါနော်ဒါလည်းခဏဆောင်ပေးနော်ကျွန်တော် factory reset ချလိုက်ပြီဆိုရင်တော့ဒီရရှိရအကုန်လုံးပြတ်သွားပြီစက်ကလုံးဝ update တိုင်းဖြစ်သွားပြီစက်ကလုံးဝပေါ့သွားမှာပါနော်အနေလေးကိုနေမယ်နော် တ်ထရီ reset ချလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီ set ကစက်ရုံကပါတဲ့မူလ software တွေကလည်းကျန်တာဘာမှမရှိတော့ပါဘူးเนาะလုံးဝအတိတ်တိုင်းဖြစ်သွားပြီလုံးဝအတိတ်တိုင်းတုံးအောင်မှာပါဒါလေးကျွန်တော်ခဏစောင့်ပေးမယ်เนาะနေနေတော့ကြာရယ်เนาะစောင့်ပေးเนาะ ဟုတ်ဒါဆိုရင်ရရနော်ဒီနေရာမှာကျွန်တော်ပြောချင်တာဝီဇာချလိုက်ပြီဆိုရင်တက်ပြီးဟုံးဆက်ခွင့်မရောက်ပါဘူးနော်ဒီအကျော်ပေးရတဲ့အဆင့်လေးရှိပါတယ်နော်ဒီမှာကျွန်တော် language ဆိုရင်ကျွန်တော်တို့အင်္ဂလိပ်ကြိုက်ရင်အင်္ဂလိပ်မြန်မာဆိုမြန်မာကိုကြိုက်တာယူပြလို့ရပါတယ်နော်ပြီးဒီမှာကျွန်တော်တို့ဒီ skill လေးကိုနေပေးပါနော်ပြီးတော့ကျွန်တော်တို့ဆက်လုံးရဲ့ site ကိုကိုကြိုက်တဲ့အနေထားမှာထားပြီးယူလို့ရပါတယ်နော်ပြီးရင်ကျွန်တော်ဒီ agree ကိုထပ်နှိပ်ပေးမယ်ကျွန်တော်ဒီအပြာเจ้าမှာရှိရလေအထူးတစ်ဖြစ်နေပေးရပါနော်ကျွန်တော် agree ထပ်နှိပ်ပေးမယ်နော်ပြီးကျွန်တော် nick ကိုထပ်နှိပ်ပေးမယ်နော် င်ကျွန်တော်ဒီမှာ second lot ထားခြင်းလည်းရတယ်မထားခြင်းဆိုတော့ကျွန်တော် second နေပြီးကြော်လို့ရတယ်နော်အပြင်ကျွန်တော် net ကိုထပ်နေမယ်နော်ပြင်ကျွန်တော်က full second နဲ့၃မှာလာ bottom နဲ့၃မှာလာကိုကြိုက်တာယူပြီးတော့နေလိုက်ရုံပါပဲနော်ပြင်ကျွန်တော် continue ဆက်တော့ဆက်နေမယ်နော်ဒါဆိုရင်တော့လုံးဝဒီဆက်ရုံကပါတဲ့ software တွေအရလွယ်ပြီး channel software တွေလုံးဝမရှိတော့ပါဘူးနော်ပြီးမှကျွန်တော်ဒီကနေမှာကိုကြိုက်တဲ့ software လေးတိတိထည့်သုံးရုံပါပဲနော် ခွတ်တွေးဓာတ်ပုံတွေကလုံးဝမရှိတဲ့ဆက်ကတော့လုံးဝပေါ့သွားမှာဖြစ်ပါတယ်နော်